ညောင်စဲမင်္ဂလာခင်ဗျာအာဒီနေ့တော့အောက်ပိုင်းမှာရှိတယ်ကိုရီးယားအောက်ပိုင်းမှာရှိတယ်ချန်ဝန်းပြည်နယ်ပိုင်းနဲ့ချောင်းကျူဆန်တောင်ကြီးဝင်ဝောက်ရောက်နေပါတယ်ခုကဗင်ဒီယာပါလဲဆိုတော့ဘဝမှာချောင်းကျူဟန်ကားမတိုင်ပါဒီကနေစပြီးတော့တောင်ပေါ်ဆက်တက်ပါခင်ဗျာအာဒီနေ့တော့ဘေးရာဒီရောက်လာပြီဆိုတော့ပန်းနေလိုင်လိုင်ပွင့်တဲ့အချိန်ဖြစ်နေတာခင်ဗျာ ကနေ5မိနစ်10မိနစ်လောက်ရှောက်လာနေဒီလိုဆိုင်ဖို့လမ်းကိုရောက်လာခင်ဗျာတော့ချောင်းကျူအန်းသွားမှာဆိုဒီဘက်သွားပြီးတော့ချောင်းကျူဆန်သွားမှာဆိုတော့ဒီဘက်သွားမှာခင်ဗျာချောင်းကျူအန်းတော့ဖုန်ကြီးကျောင်းပါအရင်တိုင်းချားတောင်တွေလိုပဲဖျားယူလူတွေရှိမှထင်ပါတယ်အဲတော့နည်းနည်းတိတ်ဆိတ်နေတော့သွားတော့ကြည့်ရအောင်ခင်ဗျာ တက်မယ်ဆိုလို့ရှင်တော့ဒီမှာခေါင်းလောင်းလေးတွေ့ရတာခေါင်းချောင်းနဲ့ခေါင်းလောင်းညဒီခေါင်းလောင်းကတော့ဒီလေးထိုင်ကုန်နေပါလေလောက်ပြီးတာပါ ဆရာကျောင်းဆောင်တော့ဟိုဘက်မှာအထူးကြတာဒီကိုရင်အောက်စာကျုပ်သူတွေတုံးလေးရရှိနေတာပါဘုမမလည်းရှိပါတယ်ကျုပ်သူတွေဒီမှာဖရာယုတ်သူတေးသေးလေးတွေရှိပြီးတော့နော်ကြောက်ချက်နဲ့လှုပ်ထားတယ် ရားပုံတော်လေးရှိပါတယ်။နော်ဖျောင်းတိုင်းနဲ့စံဒီစံလေးလူတော်များဒါစံလေးအာဖျောင်းရုပ်တူဖျောင်းတူတော်တော်လေးတက်ပြော်လို့နော်သင်္ဆာချားဆံများရဲ့ပတ် လူဝေတောင်လူလိုက်ပါဗျာကြွေစီတွေပါထည့်ပြီးလူလိုက်ပါဘုံလေးကတော့လှပါတယ် းပစည်းတွေလည်းရှိပါတယ်ဆိုတော့ဒီငါးရုပ်ကိုတော်လေးထုတ်မြတ်ထားတယ်ဒီပါလေကိုရီးယားရဲ့စက်ရုပ်တွေပါရင်ပါလေအဲ့လိုမျိုးငါးရုပ်တွေချိန်ထားတွေ့ရပါတယ်အဲ့တော့အယုတ်တွေပါကျွန်တော်ဟိုဒီဒီကြည့်ပြီးသွားဆိုတော့တောင်ပေါ်စပြီးတက်ပါတော့တောင်တက်မဲ့လမ်းကတော့ဒီကနေ စပြီးတက်လာမှာဒီအရိတ်ကိုတက်ကောက်တော့တက်တယ်ဒီတော့ဆန်းများတွေ့ပါလေဒီအရိတ်ကိုတက်မှာတော့ပေမြင့်လေးရှိတယ်စုတ်ခီတောင်းနေတွေ့ပါလေဟိုတော့တက်မှာဆိုလို့ရှိရင်ပထမဆုံးအာရေတောင်းဖို့ကြီးကြတဲ့နေရာလေးရောက်ပါမယ်ပြီးတော့မှအာဒီနေရာ ဒီဖုန်းကြောင်းလိုမျိုးပဲဒီနားမှာတီးဝိုင်းနေပါရှိပါတယ်အဲ့နေရာမှာတစ်ဆင့်60ကျောင်းဆန်ဒူဘိုင်ဖုန်းကီလိုမီတာဆက်ပြီးတက်ပါဦးညာအထက်ဆက်တက်ပါမယ်အခုတော့တောင်ပေါ်ဆက်တက်ချက်ချိန်ကတော့7:54ရှိပါခင်ဗျာ7:55ပဲထားလိုက်ပါတော့7:55ရှိပါပြီအဲ့တော့ပင်မြင့်နေပင်မြင့်နေတော့ရင်း လာရသွားခဲ့တဲ့တောင်လျော်မှာသတိရတာဆိုဘဆန်နဲ့တခြားတောင်တစ်ခုတော့မှာပြောင်းကြသတိရမိပါလားအဲ့တော့လမ်းကွဲလေးရောက်လာပဲလမ်းကွဲမှာထူးထူးခြားဘာလေးတွေ့ရလဲဆိုတော့ဒီလိုမျိုးအယုတ်လေးရောဒီလိုမျိုးအယုတ်လေးတွေ့ရခင်ဗျာ အဲဒီတောင်ပေါ်ညနေပိုင်းဒါဟိုမနက်စောစီးစာတက်မယ်ဆိုရှင်ဒါတွေ့ပြီးတော့လက်ရင်လက်ဝါနိုင်တော့ပါတယ်ရုပ်လေးဟာဒီကနေစပြီးတောင်ပေါ်ညာငါမောစောမနေခွေးလေးခွေးလေးပါလာပါတယ်ဒီတောင်ပေါ်တော့လမ်းအရောမျိုး တဖြည်းဖြည်းနဲ့မြင်ပြီးတက်သွားခင်ဗျာတိတ်တော့ပင်မတာဒီလိုမတ်မတ်စောက်ကြည့်တော့မဟုတ်ဘူးပုံမှန်ဆိုရင်2 3 4ဒီလိုပုံစံမျိုးနဲ့တဖြည်းဖြည်းမြင်ပြီးတက်သွားတော့ဒီကတော့ကျွန်တော်7နာရီတက်တဲ့ချိန်ကျတော့လူနားနေတဲ့နေရာရောက်လာပါတယ်ဟိုမှာနှင်းစီအဲ့ဒီပန်းနေတော်လေးပွင့်နေတယ်ပါတော့ထိပ်ပါမှာ ဟာအနေစီဘာမဟုတ်ဘူးဒီဟာရာစုထော်ပထမဆုံးစတွေ့ရဲ့စတွေ့တဲ့နေရာလေးဟိုဖားပါးစပ်နေရေထွက်တယ်ပါဒါဒီဒါလေးနဲ့တောက်တွေပဲခွက်တွေအများကြီးရှိပါလားဒါလေးတို့ချင်းရဲ့အဲ့ဒါကဆိုသူတွေ ဟာနေစီပန်းနေဒီနားမှာတော်တော်လေးဖွင့်နေပါဗျာ။အားပါလေ။ဒီမှာလမ်းရောက်တဲ့ချိန်ကခဏဖြူပန်းဖြည့်နေတယ်ဒီမှာရေတောက်လိုက်အောင်ဗျာ။တော်တော်ခဏနားပြီးတော့တော်တော်ဆက်တက်အောင်ဗျာ။ ာအင်းစီပန်းလေးဖွင့်နေပါလေခါစတတ်ရင်ဒီလိုမျိုးတက်သားလီကားတန်းလေးတွေ့ပါပါဘယ်နေရာလဲဆိုမန္နာရဲ့ခွန်ချန်စူပါ3ကီလိုမီတာအရင်အရင်သွားပါမယ်ပြီးမှတောင်ထည့်သွားပါမယ်ရဲ့စောက်တက်ပါမယ်အော်တော့မဆင်းလာတဲ့လူတွေရှိလို့အားကြောလို့မထနေလူတွေရှိပါတယ် ီဘက်တက်လို့ရှိရင်ခြေထောက်နဲ့လည်းညောင်းလို့ဒီတောလန်းဒီမြေကြီးလမ်းကပဲတက်တာပိုကောင်းပါလားဒီဘက်လမ်းကတော့ cherry ban လေးတွေကျွေကြနေလို့ဗျာ cherry ban ကျွေကြတော့အာအရွှေအရွှေတီပါပြန်ထွက်နေပါဟိုမင်းနဲ့ဆယ်လောက်ရှောက်လာချင်းကြတော့ချောင်းကျူခွမ်းရောက်လာအောင်ဗျချောင်းကျူခွမ်းမှာဒီမှာရေခဲချောင်းတွေဒီပါးလေးရောင်းနေတည်ပါတယ် အော်ဒီမှာမြေပုံရှိပါဗျာဒီတော့မနက်ကတက်လာတာဒီနေရာနဲ့တူပါပြီးတော့ဒီရာစုထောဒီတောင်းမနေရာလေးရောက်ပါခုတော့အခုမန္တာရဲ့ခွန်ချမ်းရောက်နေပါအိတ်ကမတစေဒီဟောဂီတန်တော်ဟူကျန်သွားပြီးတော့ဂျောင်းမန်းနဲ့သွားပြီးတော့ဒီချောင်းညံတော်တွေသွားပါအဲ့ဒီနေရာတော့တကယ်မိန်းနေရာပဲပြီးတော့ဒီကနေပြန်ဆင်းပါပဲ အော်ဒီတက်လာကလေးဟိုရပါတယ်မှာခုဒီဆိုင်းဘုတ်ဘေးကနေဒီကနေစပြီးတက်ကမှာမနက်ကကျွန်တော်ဒီကနေတက်လာတော့ဒီကနေစပြီးတက်ပါဘယ်ဒီကနေစပြီးတက်ပါဘယ်ဒီချောင်းဆောင်ခဲတန်းကြီးဒီလေကားလမ်းနေတက်တာတအားလုံးလေကားလမ်းနေသွားလို့ရတယ်လို့မျိုးဒီကနိုးလေခီးကနေ တော့မယ်ဆိုရင်38မိနစ်ဟိုဘက်ဆိုရင်35မိနစ်ရော38မိနစ်ကြာမယ်ဒီဘက်ပဲသွားပါခင်ဗျာဒီဘက်လမ်းပူပြီးကောင်းတယ်ဒီဘက်အာဒီဖြားမှာကပန်းပွင့်လေးစပြီးတော့ပွင့်တော့ပွင့်နေအောင်ဗျာအဲ့လိုလာရဲအော်ပန်းနေတော်တော်လေးပွင့်နေပါဗျာအော်ပန်းမှာ ော်ဒီတောင်တက်တဲ့လမ်းလမ်းမှာတော့ဖမ်းနေတော့များပွင့်နေပါပြီဒီလမ်းကြောင်ကလေကားလမ်းကြောင်ကိုထောင်တက်သွားပြီဒီလမ်းကြောင်ဒီလိုအဝိုက်လေးနဲ့သွားတော့နည်းတော့တက်တာပြီနည်းနည်းတော့အလံဝီးသူဖြစ်နေပါလေဝါဖမ်းရတော့ညတောင်တက်မှာဘယ်လောက်ဒီလမ်းနဲ့ ာပြီးတော့ကောင်းပါလားခင်ဗျာလေးလေးဘူးနဲ့တဲ့ပင်ရှိရည်လားတော်ရီလာရယ်ဘိုးလည်းနည်းနည်းအုံနေဒီမှာဒီမှာထွက်တော့နည်းနည်းအေးစစ်စစ်ဖြစ်နေပြီအဖမတော့ချောင်းမလို့ရောက်လာခင်ဗျာဟွာခနဲ့ဟောလာတော်ရီလာတယ်မြင်ခွင်းပါ ပရမန်ကျွန်တော်တွေ့ရတဲ့6မိနစ်ပါဗျာ။ဟုတ်။ဆုံးရဆုံးရ။ဒီနေ့ကတော့ကျင်းတော့လဲပန်းတိုင်ကောင်းလမ်းထဲမှာရှောက်လို့ဖြစ်နေတာပါ။ ဖြစ်ပါဘူး။ဘယ်လောက်ရလဲ။ကျင်းတော့လေပန်းလိုက်ကောင်းလာနေပါ။အဲဆိုဒုတိယချောင်းမင်းနဲ့ရောက်နေပါဒီနေရာတော့ main တောက်ပုံရတဲ့နေရာဒီကောင်းလား။ဒီတောက်ကမှတစ်ဆင့်ဖတ်တက်ရပြီးတော့ဒီဘက်ကြည့်ပြီးရိုက်တာပါ။အခုနကျွန်တော်လာခဲ့တဲ့ချောင်းမင်းနဲ့ပါ။အဲကျွန်တော်လာခဲ့ချောင်းမင်းနဲ့ဟောပါမှာ။ က်6မှန်နဲ့ရောက်ပြီးတော့နောက်ထပ်တတိယ6မှန်ထပ်သွားပါဘူးဗျာတတိယ6မှန်နဲ့ပြီးသွားလို့ရှိရင်တော့တောင်ထိပ်ကိုကျွန်တော်ထပ်ပြီးသွားပါမယ်ခေါင်းနောက်ဆုံးတတိယတတိယ6မှန်ထပ်ရောက်တော့ဗျာいやー、ちっちゃもしかじゃあ、たとんねるわけだ。え、ちょっとちょっと簡単なろうねるわけだ。わあ。ディナーメイン。シャイデリオね。お前、ちょうまで1、ちょうまで2、ディナーちょうまで3。 天天啊，辣子怎么样？嗯嗯嗯嗯 <noise> ားနားနေရတာဆောင်ရှိပါတယ်။ကျင်းသာလပန်းရောပွေးတော့ဗျာ။ဒါဒီရှိမှာတော့ရဟယင်ရှက်နာနေရရှိပါတယ်။အဲဒီရနာနေရနေတောင်ထိတ်ကောင်ကိုမှနေပါတယ်။ဟောတက်ပြီးတော့ဗျာ။ဒီကနေတည်းထထလိုက်ဆိုတောင်ထိတ်ရောက်မှတည်းပါတယ်။ဟောတောင်ထိတ်ရောက်မှဗျာ။တောင်ထိတ်မှာတောက်ဆောင်တကူဓာတ်ပုံရိုက်ကိုစောက်နေရတာ။ တောင်ထိပ်တော့တောင်ကြဲကိုစောင့်နေကြတော့ဗျာချောင်းဆိုတောင်ထိပ်ကဒီလိုနှစ်ခုပါဘောကချောင်းတော့ရှိပြီတော့ဗျာတောင်ထိပ်ကတော့ဒီလိုမျိုးထောက်ဆောင်တစ်ခုရှိပါတယ် ¿Qué tal? pan de ¿Qué? pan ောင်းစံတောင်ရဲ့အထိပ်ပဲတော့ကောင်းကင်ကိုထောင်ထားတဲ့တိုင်လို့ထိပ်ပဲရပြီးတော့ဒီကျင်းသာလေပန်းရဲ့အထိပ်ပဲတော့အချစ်ပြောရှင်မှုလို့အထိပ်ပဲရ ူပြောလာခင်ဗျာအာကျွန်တော်စနစ်၄၀ရသွားတာအခုဆိုလို့ရှိရင်၃နိုင်50လောက်ရှိပါပြီတော့ပြန်၃နိုင်လောက်ပဲကြာပါတော့ခင်ဗျာဒီနေ့သွားတဲ့ခီးကတော့ပြောကောင်းတဲ့နေ့လေးဖြစ်ခဲ့ပါခင်ဗျာနောက်ထပ်ဖြေလို့ပါပြန်ပြီးတွေ့ကြပါ